အလုံးရဲ့မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ16ရက်16ရက်နေ့မှာတော့တည်ငောင်းတွေကတော့ရှိတယ်တည်ငိုးတွေရှိတယ်အဲ့ဒါက NUCC ရဲ့အဖြစ်အပျက်တစ်ခုကတော့ကျွန်တော်တို့အထုလက္ခဏာတစ်ခုစောင့်တယ်ပြီးလို့ရှိရင်တော့ဟိုဖက်မှာဒီကလေးတို့ကန်ကောတို့ဖလန်တို့အဲ့ဒီချင်းပြင်းတွေဖက်မှာတော့တကက်အောင်ဝေးကြီးနော်ပွဲပေါင်း100ကျော်ကနေပြီးတော့နော်လိုက်ပွဲပေါင်း100ကျော်ကိုစားလိုက်ရတယ်ဆိုတော့အဲ့ဒီတည်ငိုးတွေကလည်းကျွန်တော်တို့ တကယ်ကောင်းတဲ့တင်းနဲ့ဖြစ်တယ်ပြီးလို့ရှိရင်တော့ရွှေကုတ်ကိုကျောင်းလည်းဝီယုံသုံးကားနဲ့တကယ်ဖြစ်ပြတဲ့ဖြစ်ပြတဲ့ကောင်နေပြီးတော့ကျွန်တော်တို့ကြားမှာဖြစ်တယ်ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ KNU ကိုကြောင်းပြောမယ်နော် KNU ကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲနော်သူတို့မှာကတော့ဒီဖက်ကလုတ်တဲ့လူကရှိတယ်တဖက်ကစက္ကစနဲ့ပေါင်းတဲ့လူကရှိတယ်ဒေါ်လာဖက်နဲ့ပေါင်းတဲ့လူတွေကရှိတယ်စသဖြင့်စသဖြင့်နော် KNU မှာတော့ကွဲ့ကွဲ့ပြင်းပြင်းအများကြီးပဲလုတ်ချင်အောင်လုတ်နေကြတဲ့သဘောတွေတော့ကျွန်တော်တို့တွေ့ရတာပေါ့ နော် KNU ရဲ့အုတ်ထဟောင်းမို့သူစေဖိုးရဲ့ပြီးလို့ရှိရင်တော့ဒီအုတ်ထဟောင်းရွှေမောင်းသူတို့ကဟိုမှနေပြီးတော့စက္ကဆရဲ့ဒီ NCA စနေပြင်မှနေပြီးတော့ဟိုမှသွားတက်တယ်တက်ပြီးတော့အဲ့ဒီမှာစက္ကဆကနေပြီးတော့မြှောက်လိုက်တယ်နောက်မြှောက်လိုက်တယ်အဲ့ဒါကပါလဲဆိုတော့ကျော်ဝန်နတ်ထင်ကျော်ဆိုတဲ့ဘွဲကိုနေပြီးတော့သူ့ကိုပေးလိုက်တယ်ပေးပြီးတော့အဲ့ဒီမှာတက်ယူလိုက်သေးတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားတာက KNU ကဒီလူတွေကအုတ်ထတွေလည်းမဟုတ်တော့ဘူးเนาะ ဒါပေမဲ့ကိုစားပြုတ်ပြီးတော့ဟိုမှာတဲ့နေတယ်ငါတို့နဲ့မဆိုင်ဘူးလို့လည်းပြောတယ်ပြန်လာလို့ရှိရင်သူတို့ကအေးအေးယူမှုတွေပါတော့လည်းဘာမှမလုပ်ဘူးတစ်ခါမဟုတ်ဘူးနှစ်ခါမဟုတ်ဘူးအချိန်ချင်းအခါခါအဲ့လိုမျိုးလုပ်တယ်နော်ဒါပေမဲ့အဲ့ဒီ KNU ကတော့ဘာမှအေးအေးယူမှုတွေကျွန်တော်တို့မတွေ့ရဘူးကျွန်တော်တို့မေးခွန်းကတော့ဘာဖြစ်တာလဲပေါ့နော်ဒီလူတွေကလက်မခံဘူးလို့လို့ပြောတယ်သူတို့ကမတိရလောက်အောင်သွားတာလည်းမဟုတ်ဘူးသူတို့ကလည်းသိတယ်ပြန်လာတယ်အဲ့ဒီနေနေမှာပဲနေတယ် နော်သူတို့ကအေးအေးမှုတွေလည်းမလုပ်ဘူးစသဖြင့်နော်လေနံနှစ်ဖက်နင်းတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဒီနေ့ကတော့နော်သူတို့အပြတ်သားလုတ်တယ်လို့ကျွန်တော်တို့သတင်းကြားရတယ်အဲ့ဒါကဒီမူထူစေဖို့ရဲ့ပြီးလို့ရှိတော့ရွှေမောင်းရဲ့အုတ်ထားဟောင်းတွေပေါ့အရင်ကအုတ်ထားတွေသူတို့လုတ်ခဲ့ဘူးလေဆိုတော့သူတို့ကိုနေပြီးတော့ပြီးပြတ် နော်ထုတ်လိုက်တယ်နော်သူတို့ရဲ့အဖွဲ့ကနေပြီးတော့ထုတ်လိုက်တယ်ဆိုပြီးမှကျွန်တော်တို့ထုတ်ပြန်တာကိုတွေ့ရတယ်အဓိကအကြောင်းရင်းကတော့အခု NCS 10နှစ်ပြည့်မှနေပြီးတော့သူတို့သွားပြီးတော့တက်တယ်နော်တက်တယ်အဲ့ဒီမှာတစ်ခါဒီမှာအလကမြှောက်ပေးလိုက်တယ်နော်ကုတ်ဖက်ကလူတွေကျတော့အကြမ်းဖက်လို့သူတို့ချင်ညာပြီးတော့ NC မှာတက်လာတဲ့အဖိုးကြီးတွေကျတော့မင်းတပတ်ခါဆိုလို့ရှိရင်သူတို့ကလည်းသင်ချိုင်းကိုသွားတော့မယ်မချဘူးဒီနှစ်တော့ကူးမလို့ကူးလို့မသိဘူး အဲ့ဒီမပူစေးဖို့လို့ပါလို့ဆိုရင်တော်တော်အိုးနေပြီเนาะအသက်လည်းကြီးနေပြီအချိန်မစီးဘူးအဲ့ဒီမှာသွားပြီးတက်တယ်เนาะတက်တဲ့ခါကျတော့အခုသူတို့ကိုထုတ်ပြလိုက်တယ်ဆိုတဲ့ခါကိုတော့ကျွန်တော်တို့ကြားရတယ်နားကြားရတယ်ဒီနေ့တတိယနေ့မှာထွက်ပေါ်လာတယ်အပြီးတိုင်เนาะသူတို့ကိုနှုတ်လိုက်တယ်အဲ့ဒီအဖွဲကနေပြီးတော့ပေးထုတ်လိုက်တယ်ဆိုတဲ့တတိယကိုကျွန်တော်တို့တွေ့ရမယ်เนาะတို့ကမန္တလေးတိုင်းဒီစကိုင်းတိုင်းဒီယူကော့ပွေးမှာဖြင်းမြောက်ရဲ့အတွက်ပါဝင်တဲ့ဒီပြူစောတိအဖွဲတွေကိုနေပြီးတော့ ဒီတော်လိုင်းရဲ့ဖွဲ့တွေကဖမ်းဆီးလိုက်တယ်နော်ဖမ်းဆီးလိုက်တဲ့အတာအရှင်လက်လက်နော်အရှင်ဖမ်းမိတယ်၅ရောက်ကိုဖမ်းမိတယ်အဲ့ဒီမှာသူတို့ကလက်ဖြူစော့ထီဆိုတဲ့အတိုင်းပဲလက်နက်တွေရှိတယ်နော်ဘုံတွေလက်ပစ်ဘုံတွေစသဖြင့်နော်သူတို့လက်ထက်မှာရှိတဲ့အဲ့ဒီဟာကိုလည်းဖမ်းဆီးရမိတယ်ဆိုတော့သူတို့ကတော့အရေးယူမယ်ဆိုပြီးတော့ပြောထားတာတွေ့ရတယ်နောက်တစ်ခုကဒီမာလာဒီဖမ်းဖက်မှလာတယ်အဲ့ဒီအကြောင်းရင်းကတခြားအကြောင်းရင်းမဟုတ်ဘူးနော်အဲ့ဒီမှာခင်ပြင်းနေနေ90နေ90ပြီအဲ့ဒီမှာ ကျင်းပဖို့လာတယ်လို့ပြောတယ်နော်အဲ့ဒီမှာကျင်းပဖို့လာတယ်လို့ပြောတယ်တရားလူတွေတင်းရတယ်လုံချုံရဲကိုတော်တော်တင်းချက်ထားတယ်အဲ့ဒီမှာရောက်တဲ့ခါကျတော့အဓိကတော့နော်အဲ့ဒီကရင်ပြည်နယ်နေ့မှာလာတာထက်အဓိကအကြောင်းရင်းကပါလဲဆိုတော့တော်တော်ကြောက်ရတယ်သူတို့နော်အဲ့ဒီရွှေကုတ်ကိုအကြောင်းဒီ KK ဖာအကြောင်းဒီကတော့ကြားဖြန်အကြောင်းတော်တော်ကို follow ရိုက်တဲ့ခါကျတော့အမေရိကရဲ့တရုတ်ရဲ့စသဖြင့်အပူတပြင်းတွေလုံနေတဲ့ခါကျတော့သူတို့တော်တော်လန့်တော့တဲ့ပုံပဲနော်အဲ့ဒီမှာတိုင်ပြီမှာဒီသမ္မတထရန့် ဒီအာဆီယံအစည်းအဝေးမှာလာမယ်လို့ပြောတဲ့ကတိကနေခေခေဖောက်တော့ကိုဖြည့်ဆည်းကြတယ်ဆိုတော့အဲ့ဒီပြန်တော့ကျွန်တော်တို့ကတော့မသိသေးဘူးသူတို့ကတော့အရင်ဆုံးသိပြီးသားဖြစ်တယ်ဆိုတော့ခေခေဖောက်ကိုတော်တော်ဖြည့်ဆည်းတယ်ဆိုတော့အခုဖအာမလာတယ်ဖအာမလာတဲ့ခါကျတော့เนาะကျွန်တော်တို့ပြောလင်းထားတဲ့အတိုင်းပဲပပြာကရာနောက်ကစင်ကလျာစိတ်ထဲမှာအိမ်အိမ်မရထိုင်မရเนาะအစာတောက်ပြက်စသည်ဖြင့်ဘောနုံသူတို့ဒီဖအာကိုလာတယ်လာတဲ့ခါကျတော့အခုသူဘာပြောလဲခေခေဖောက်ကိုအကုန်လုံးချိန်မုံမယ် နဲ့ဒီချဖြန့်ခွေကိုနေပြီးတော့အရင်တော့တခါမှမပြောပါဘူးเนาะခုကြမှသူတို့ကမလွတ်လို့မရတော့ဘူးလေเนาะမလွတ်လို့မရတဲ့ခါကျတော့เนาะအဲ့လိုမျိုးပြောတယ်ပြောတော့အခု BGF ဖက်ကလည်းကျွန်တော်တို့အပူတပြိုင်လောက်တော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒီမှာရောက်တဲ့ခါကျတော့ဘာဖြစ်လာလဲဆိုလို့ချင်းအတိုင်းဆိုလို့ချင်းဒီဖက်ကကျွေးမွေးအိတ်ခံတဲ့အစာအစာတို့ရေနွေးတို့လက်ဖက်တို့အချိုးပွဲတို့အစာအသောက်တို့စသဖြင့်သူတို့ကိုကျွေးတယ်ကျွေးတဲ့ခါကျတော့မအလကလည်း နော်စားသုံးတာပေါ့စားသုံးတာပေါ့ဒီတစ်ခေါက်ကတော့လုံးဝနော်သူဘယ်လောက်ထိကြောက်လဲဆိုတာနော်အဲ့ဒီမှာရင်နွေးတို့လက်ဖဲတို့ချိုးပွဲတို့နော်သူတို့ကိုနော်ကျွေးမွေးအေးခံတဲ့အရာကိုသူများကိုသူတို့ကဘာမှမစားရဲမတောက်ရဲသူတို့မှပါလာတဲ့နော်အဲ့ဒီ ရေဘူးတဲ့စားတော့တော့ပဲစားတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တွေ့ရတယ်နောက်တစ်ခုကဒီနေ့အတွက်တစ်ခက်အောင်ပွဲကြီးအဲ့ဒါကပါလဲဆိုလို့ရှိရင်တော့ကလေးရဲ့အဲ့ဒါကဟိုဖက်မှာချင်းပြင်းနေဖက်မှာနော်ကန်ကောရဲ့ဖလန်းရဲ့တီးတင်းရဲ့အဲ့ဒီနေပြည်တော်မှာတိုက်ပွဲတွေကြီးကြီးဖြစ်တယ်နော်တိုက်ပွဲတွေကြီးကြီးဖြစ်တဲ့ခါကျတော့နော်ဒီဖက်ကနော်ဝဲမဝိုင်းမတော့တမတယ်နော်တော်လိုင်းရဲ့ဘက်ကတော်တော်အင်အားကောင်းတယ်အခုအဖွဲဆုံးပဲနော်အဖွဲရတော့များလုံးလို့သူတို့မစီဦးစီမရှိဘူးနော်စီဦးစီမရှိတဲ့ခါကျတော့စက္ကဆာလည်းတိတ်မကြောက်ဘူး ဒါပေမဲ့အဲ့ဒီအဖွဲ့တွေကိုအကုန်လုံးဖြောက်ဖို့ဆိုတာလည်းတော်တော်ကိုခေရန်တဲ့အလုပ်တစ်ခုဖြစ်တယ်။ဆိုတော့အဲ့ဒီဖက်မှာသူတို့ဝိုင်းပြီးတော့အဖွဲ့တွေကိုအကုန်လုံးညှိပြီးတော့တမန်လိုက်တဲ့အခါကျတော့အဲ့ဒီမှာပုံမှုတယောက်သေးတယ်။အဲ့ဒီမှာပုံကြီးတယောက်ပါတယ်။ပြီးလို့ရှိရင်တော့အယောက်ပေါင်း100เนาะအဲ့ဒီမှာချိန်မှုခံရတယ်။နော်ချိန်မှုခံရတယ်။ဆိုတော့ဒါကတော့တကယ်တတင်းသူတတင်းကောင်းအခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ဘင်းညာမှာပဲသွားသွားကျွန်တော်တို့စကားဆာနာလန်ထူတယ်ဆိုတာသူလုတ်ပွဲတယ်ပဲရတယ်။နော်ကျွန်တော်တို့ပြင်ချိလိုက် နော်အဲ့ဒီလာချိုရတယ်ဆိုတာလည်းတရုတ်ရဲ့အာဏာရတာပဲဖြစ်တယ်အခုနောင်ချိုတို့ကြောင်းမဲတို့သီဘောတို့ရတယ်ဆိုတာလည်းလုတ်ပွဲတယ်ဇက်ပွဲတယ်နော်ရတာဒီဖက်မှာ KNU ဖက်ကထုတ်ပစ်လိုက်တဲ့ဒီအရှလမ်းမာတို့ဘာတို့အရင်တော့ကသင်္ကန်းညီနောင်တို့ကိုတင်းထားတာပြူဟာအဲ့ဒီသင်္ကန်းညီနောင်ပြူတာဟုတ်တနက်တစ်ချက်မှမဖောက်နဲ့သူတို့ပေးလိုက်တာနော်ပေးလိုက်တာဒီလိုညှိပြီးတော့ကိုပေးလိုက်ကြတာဆိုတော့တိုက်တော့ရတာမဟုတ်ဘူးဒီဖက်ရတဲ့လူတွေကတော့တိုက်တော့ရတာ ဒီမလာဖေးရတဲ့ဟာတွေကအချောင်ရတာနော်အချောင်ရတာအဲ့ဒီမှာ BGF တို့ဘာလို့လဲဆွေးနွေးတယ် KNU နဲ့ BGF နဲ့ဆွေးနွေးတယ်ဆွေးနွေးပြီးတော့အဲ့ဒီ concrete asha lama နော်အဲ့ဒီမှာမြောက်ဒီ lama ကိုအကုန်လုံးဖွင့်ပစ်လိုက်တာဟုတ်မြောက်ဒီကိုရအောင်အဓိကတော့ဒီမှာကြားဖြင့်ကိစ္စနော်အရေးတကြီးလောက်ရတော့မယ်အဲ့ဒါကြောင့်သူတို့ကအဲ့ဒီမှာဖွင့်ပစ်လိုက်တာဖြစ်တယ်နော်ဖွင့်ပစ်လိုက်တာဖြစ်တယ်ဆိုတော့သူတို့ရတဲ့နေရာတွေကခါချရှားပဲနော်ခါချရှားပဲဆိုတော့အခုဒီဖက်မှာလည်းတော်တော်သေးတယ်သူတို့နားလိုက်ထူပြီးတော့ပြောပြီးတဲ့နောက်ပိုင်းမှာအခု မမောတို့တောင်မျိုးတို့ဘာလို့ဆိုတာကျွန်တော်တို့သိမ့်ပိုက်လို့ရရှိတယ်နော်ဟိုဖက်ကသိမ့်လို့ရတယ်လို့ဒီဖက်ကလည်းသိမ့်လို့ရတာပဲပြီးလို့ရှိရင်ညစ်စင်နဲ့အမြတ်တို့လူတွေအတော်တော်ကိုသေးတယ်နော်ဒီဖက်ကတကယ်တိုက်လို့ရှိရင်တို့တော်တော်ကိုပုံယုံပဲသေးတယ်နော်ဆိုတော့အဲ့လိုမျိုးချင်းတော့ဖက်မှာတော့အယောက်ပေါင်း100လောက်ကိုနေပြီးတော့ခြေမုန်ခံလိုက်ရတယ်ဆိုတော့တတင်းကိုတော့ကျွန်တော်အားရပိုက်ရနော်တတင်းနေမှာတတင်းတပ်ပုံလေးပါတယ်ကျွန်တော်တို့ဝေဝေဆဆနဲ့ပေါ်ပြထားတဲ့နော်အကြောင်းအရာတစ်ခုဖြစ်လာတယ်နောက်တစ်ခုက UNG အစိုးရနော်အမျိုးသားညီညွတ်ရေးတိုင်ပင်ခံ ် IUCC လို့ခေါ်တဲ့ဒီ IUCC မှာဆိုလို့ရှိရင်အဖွဲ့ပေါင်းများများစွာပါတယ်ဘာမှအလုံးမဖြစ်ဘူးဆိုတော့အခုကတော့အဲ့ဒီမှာ KNU နဲ့ KMPP ကနေပြီးတော့သူတို့ရရင်နှုတ်ထွက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ် NU ရေလည်းအဲ့ဒီမှာနှုတ်ထွက်တာပဲနှုတ်ထွက်တာပဲဆိုတော့ဒီ NUC လည်းဘာမှအလုံးမဖြစ်ဘူး NUG လည်းဘာမှအလုံးမဖြစ်ဘူး NUG နဲ့ပတ်သက်တဲ့ဟာကိုသူများဘာမှအလုံးမဖြစ်ဘူးနော်တကယ်တိုက်တဲ့လူကတော့တိုက်တဲ့လူသက်သက်ပဲဒါမင်းနာမည်ယူတာကတော့သူတို့နာမည်ယူတာပေါ့နော်ဆိုတော့အခုကတော့အဲ့ဒီ NUC ကနေပြီးတော့ပို့ပြီးတော့များလာမယ့်အစား เนาะไอ้ဒီမှာ KNU နဲ့ KNPP သူတို့ကကလုံးထွက်လိုက်ပြီเนาะထွက်လိုက်ပြီဆိုတော့ဘာမှမချမ်းတော့ဘာမှလုံလုံမရတော့အဲ့ဒါလည်းကောင်းတယ်ဘာမှအသုံးချတဲ့အတူတူကလုံးထွက်လိုက်ရတော့เนาะအဲ့လိုမျိုးတော့เนาะကျွန်တော်တို့တွေ့ရတာဒါတော့အနှုတ်လက္ခဏာဆောင်တဲ့တည်င်းတစ်ခုပေါ့နောက်တစ်ခုကကြားဖြတ်ကိစ္စပဲအဲ့ဒီမှာရွှေကုတ်ကောင်မှအကြီးကြီးပဲအဲ့ဒီမှာဒီဒူဘုံမိုးကြီးနိုင်မောင်ဇော်ကနေပြီးတော့မနေ့ကပြောတယ်အဲ့ဒီမှာ BBC နဲ့ Make Cameron တွေမှာသူတို့ interview တွေမှာသူပြောတယ်ဒါအချိန်တိုင်ပြီးနိုင်ငံခြားကနေပြီးတော့ PR ပေးလို့မဟုတ်ဘူး ရမှာပေးလို့ရှိရင်ပါလေဒါเนาะသူတို့ကြောက်တော့မှဖိဖိတွန်းအောင်အရင်တော့ကเนาะသူတို့ပြောတယ်ခြေမုံးမယ်အကုန်လုံးเนาะပြီးတက်ခြေမုံးမယ်လုတ်ပြတယ်ဘာမှမဟုတ်ဘူးလုတ်ပြတယ်ဘာမှမဟုတ်ဘူးเนาะအခုကတော့ကြီးကြီးသူတို့လုတ်ပြမလို့ပြောတယ်ဘယ်လောက်လုတ်ပြမလဲတော့မသိဘူးကိုရွှေကုတ်ကိုတော့ဘာလို့မှရောက်ပြီเนาะရွှေကုတ်ကိုအခုခေခေဘာလို့ဘာလို့ဆင်းတာသူတို့အဆောက်အဦတွေကိုတော်တော်ဖြတ်စည်းတယ်เนาะအခုရွှေကုတ်ကိုเนาะအဓိကကတော့ရွှေကုတ်ကို ရောရှိကုတ်ကတကယ်အကြီးစားပဲဆိုတော့အဲ့ဒီမှာအကြီးစားမောင်ချစ်သူရှိတယ်အဲ့ဒီမှာအကြီးစားမအလာနဲ့ပေါင်းပြီးတော့သူတို့လုပ်တာဖြစ်တယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ချင်မုံးမဲ့ကိုလုံးကြားဖြဲနေကိုဆိုပြီးတော့နော်အဲ့ဒီမှာသူတို့ပြောပြီးတဲ့နောက်ပိုင်းမှာအခုတရုတ်တွေအရဆိုလို့ရှိရင်နော်ညမက်တကောက်နော်တစင်းကလေးယာဝီယုံသုံးကကိုလုံးထွက်ပြေးကြတယ်ညာတွင်ချင်း ဖြစ်ပြတဲ့တပ်ပုံတွေအကုန်လုံးကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဖန်ဆီးရမိတဲ့က346ယောက်ကိုဖန်ဆီးရမိတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်အခုရွှေကုတ်ကိုကိုကိုင်းနေပြီနော်ရွှေကုတ်ကိုအဆောက်အဦတွေကိုနေပြီးတော့အခုခေဖားလို့ပဲသူတို့လုံမလားပြီးလုံချေတဲ့ကြောက်ခတ်ရှိသေးတယ်နော်ကြောက်ခတ်ရှိသေးတယ်အဲ့ဒါကကျွန်တော်တို့ဒီ KPL ကိုဥဆောင်နေဟာ KK ပါတော့ကျွန်တော်တို့နာမည်ကြီးတာတော့ KNU အခု BGF တော့ရွှေကုတ်ကိုနော်ရွှေကုတ်ကိုတော့တကယ်အကြီးစား ဆိုတော့အဲ့ဒီမှာလူတွေကိုတော်တော်ကိုဖမ်းနေတယ်အခုဖမ်းနေတယ်ဖမ်းပြတာပေါ့နော်ဖမ်းပြတာသူတို့ပြောတာတော့နိုင်ငံခြား PR ပေးတာကြောင့်သူတို့လုပ်တာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့ပြောလိုက်သေးတယ်နော်အဲ့ဒါမလုပ်လို့ရှိရင်သူတို့ကအဲ့ဒီမှာအတားနဲ့ပဲချမ်းသာနေကြတာနော်သူတို့ချမ်းသာတာအဲ့ဒီနားအတားနဲ့ပဲနော်အတားကိုပျော်မွေ့နေကြတာအခုတော်လိုင်းရဲလည်းမလုပ်တော့ဘူးအမျိုးအချင်းချင်းနဲ့သူတို့ကလည်းမပြည့်တော့ဘူးနော် KNU နဲ့ BJ လည်းမပြည့်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ ူတို့ကပက်ဆန်တွေနဲ့ဒေါ်လာရင်းလောက်တာပက်ဆန်တွေနဲ့ပဲအကုန်လုံးပက်ဆန်ရဲ့မျက်နှာတွေကြောင့်အချိုးအမြဲတွေကြောင့်အကုန်လုံးဒေါ်လာရင်းကအဲ့လိုမျိုးဖြစ်နေတာနော်အဲ့ဒီပါရွှေကိုကိုတို့ဒီဖက်မှာမဖြည့်စည်တာမအားလားမပြည့်ဘူးဆိုတာအချိုးအမြဲတွေကြောင့်ပဲဒီလိုရှိရင်တော့အခုမြောက်တွေကိုတင်လို့မရဘူးဆိုတာအချိုးအမြဲတွေကြောင့်ပဲတင်လို့မရเสียအကြောင်းမရှိဘူးတင်လို့ရခံနေနေမှာဘာမှမရှိတော့ဘူးနော်၄၅၀လောက်ပဲရှိတဲ့စစ်သားကိုနေပြီးတော့ပြန်ဆုပ်ပေးလိုက်ရတယ်အခုဒီကွန်ကရစ်ကနေပြီးတော့ဟိုးမှာတင်ကန်းညင်တော့ထိဖွင့်ပေးလိုက်တာနော်သူတို့လုတ်ဆက်တွေပဲအကုန်လုံး ီဖက်မှာ TNL လို့တော့ဘာလို့လဲလှုပ်ဆက်တွေပဲเนาะတော်လိုင်းကြီးကအခုလှုပ်ဆက်တွေပဲဆိုတဲ့ခါကျတော့เนาะအဲ့ဒီမှာသူတို့ကအခုဒီဂျာဖြန်ကိစ္စပါတကိတ်နှုတ်ဆက်နေတဲ့အဖွဲ့အဖွဲ့ရှိတယ်အဲ့ဒါက KNU တော့ဟုတ်ဖက်မှာကျွန်တော်တို့ဒီလောက်ကိုင်းတို့ဘာလို့ဖက်မှာချစ်လိုက်ဒီ TNL တို့ MND တို့ဖက်မှာသူတို့ဂျာဖြန်ကိစ္စနဲ့နေနေတဲ့အခါမှာအဲ့ဒီဖက်ကလက်နဲ့ကင်တွေ TNL နဲ့ MND တို့ကတော့ထိထိဝင်ပါပြီးတော့တရုတ်ကမြှောက်လိုက်တဲ့ခါကျတော့ နော်အတကုံအဲ့ဒီမှာချလိုက်တဲ့အခါကျတော့တော်တော်မျိုးသိလို့ရတယ်ဆိုတော့ဒီထက်မှာတကယ်အရေးကြီးတဲ့အခွင့်အခွင့်ရှိတဲ့ဒီဖက်မှာနော်ဒီ BGF တို့ဖက်မှာ KNU လုံးဝမပြောဘူးနော်ပြောတော့ USA တို့ Thai တို့ DU တို့စသဖြင့်သူတို့ ਨੇ ပေါင်းပြီးတော့ငါတို့ချမယ်ငါတို့ကနေရာဒေတာဒေတာခံရဖြစ်တယ်ဆိုတော့ငါတို့အရင်ဆုံးချိန်မုံမယ်မင်းတို့မလုတ်ခင်မှာငါတို့မင်းတို့ ਨੇ ကျွန်တော်တို့အရင်ချမယ်နော်နိုင်ငံခြားကလူတွေလည်းပါဝင်ပြီးတော့နေကြနော်ပါဝင်ပြီးတော့ဆင်းရွက်ကြပါဝင်ကြကိုညီကြဆိုတဲ့ပုံစံမျိုးနဲ့သူတို့မလုပ်ဘူးလုံးဝမပြောဘူး ဒီဂျာဖင်ကိစ္စနဲ့လုံးဝကိုဖော်ပြတာကျွန်တော်တို့မတွေ့ရသေးဘူး KNU ဖက်ကဆိုတော့အမှန်ဆို KNU ကကမတ်ထားလို့ရမယ်နိုင်ငံခြားကအခု US လို့ဘာလို့နိုင်ငံတို့ကလုံးတော့ပူပေါင်းတယ်ကျွန်တော်တို့တိုက်ခဲမယ်ကျွန်တော်တို့ကိုရတဲ့နေ့ရနေပြီးတော့ကုညီပါဆိုတဲ့ပုံစံမျိုးနဲ့သူတို့ပေါင်းလို့လုပ်တာကျွန်တော်တို့လုံးဝမတွေ့ရသေးဘူးလုံးဝသူတို့ထုတ်ပေါ်တာလေးကျွန်တော်တို့မတွေ့ရသေးဘူးအရင်တုန်းကတော့ပြောတယ်သူတို့ဒီကြားဖြစ်မှကျွန်တော်တို့တိုက်ဖြတ်ဖို့ပါဘို့ဆိုတော့ဒီနေ့ထပ်ထည့်လိုက်မတိုက်တယ်လို့ဒီနေ့ထပ်ထည့်လိုက်မပြောသေးဘူး KNU နှုတ်ဆိတ်နေတယ်ဒီ ရခင်ကိစ္စမှာเนาะရခင်ကိစ္စမှာလောကတခေါမှမပြောသေးဘူးအခုမှဘူးစေးပို့တော့အကြောင်းပဲပေါ်လာတာเนาะအဲ့ဒါလုံးဝသူတို့ချပြန်အကြောင်းမပြောသေးဘူးတကယ်အော်စရာကောင်းတယ်အဲ့ဒါလေနောက်တစ်ခုကဒီမအလာလို့ပြောမလားဒီစက္ကဆအဖွဲ့တွေစီမှာအေးအေးအဖွဲ့ဝင်၉ယောက်လို့ရှိရင်တော့ PDF အယောက်ပေါင်း၆ယောက်စုစုပေါင်း၅၅ယောက်လက်နက် KN တွေနဲ့အလင်းဝင်တယ်ဆိုပြီးတော့စက္ကဆကထုတ်ပြန်တဲ့စက္ကဆပြောပြောပြောစက္ကမပဲပြောပြောเนาะအဲ့ဒီမှာဆိုတော့ရခိုင်ဖက်မှာတော့ကျွန်တော်တို့မင်းပြားတို့ကြောက်တော်တို့ပူနာကျွန်းတို့ တန်တွဲတို့ကွာတို့စသဖြင့်ဒီညတွေကနေပြီးတော့၉ရောက်အလင်းဝင်လာလို့ပြောတယ်ဒီဖက်မှာ PDF တွေကကြတော့ AR ဒီတိုင်းဖက်ကနံပါတ် OBIN တို့လင်းမျက်နာတို့ပြီးတော့ Salon တို့ဂျိုင်ခင်းတို့ရေချီတို့စသဖြင့်အဲ့ဒီဖက်ကနေပြီးတော့၆ရောက်အလင်းဝင်နေဆိုပြီးမှဒီစကစကနေပြီးတော့ဝါနာဖြန့်တဲ့နော်တည်င်းတက်ပုံလေးကျွန်တော်တို့ထုတ်တော့ကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါလေးစိတ်ဝင်စားစရာပဲဟိုဖက်ကဝါနာဖြန့်ဒီဖက်ကဝါနာဖြန့်ဒီဖက် Dollar ဖက်မှာတော့အများကြီးပါပဲသူတို့ကိုဖမ်းလို့ရမိတာ เนาะอลันผู่ทองนะอายายิบาเวเนาะตูรุก็တော့ลุษက်ခင်းน่ะบ่เนาะลุษက်ခင်းน่ะเอก็ไปดอมาดิหลอกสิ้นနိုင်น่ะเอเอဖက်ก็อายุท่าပြီးတော့บ่รู้มาอลิ่นဝင်เลยဆိုတော့บ่รู้มาဖြစ်နိုင်อ๋อแล้วပြီးတော့ PDF တွေလဲเนาะชုံးသွားเนี่ยအခြေအနေမျိုးမဟုတ်တဲ့ခါကျတော့ဘလို့မှလက်နဲ့ချပြီးတော့အလင်းဝင်ဖို့ဆိုတာမဖြစ်နိုင်ဘူးเนาะဒါအရတော့ဝါတာဖြန်တာပေါ့เนาะဆိုတော့ဒီနေ့ November 16ရက်နေ့မှာတတိမီဒီယာလည်းမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဗီဒီယို